အားလုံးပဲမင်္ဂလာပါ။ Donald Trump ကတော့ Ukraine စစ်ပွဲနဲ့ပတ်သက်ပြီးမှစိတ်တဘောထားအပြောင်းလဲရှိတာကိုကျွန်တော်တော်တွေ့ခဲ့ပါတယ်။ဒီနေ့ကတော့ Trump နဲ့ Zelensky တွေ့ဆုံပွဲရေ Donald Trump ရဲ့ UN မှာသူရဲ့မင်္ဂလာပါလို့ပြောခဲ့တယ်ဆိုတဲ့အကြောင်းလေးကိုတိစဆွေးနွေးကြည့်အောင်ပါ။အဓိကကျွန်တော်ဆွေးနွေးချင်တဲ့ theme ပါတာက Trump ကရုရှားကသိမ်းပြီးသား Ukraine နေမယ့်တချို့ကို Ukraine ကပြန်သိမ်းနိုင်မယ် ဆူမတ်ချမ်ကတော့ယုံကြည်ကြောင်းသူကပြောထားခဲ့တယ်။ Europe နဲ့ US နဲ့အားလုံးစီစီလုံးလုံးငင်းငင်းညော့ Ukraine ရဲ့နောက်ထေးကနေ back up လုပ်ပေးမယ်ဆိုတော့ Ukraine က Russia ရဲ့ Russia အသိပ္ပိသားနေမျိုးကိုပြန်သိမ်းနိုင်ရဲဆိုတော့ Trump ကပြောထားတာရှိပါတယ်။ UN ရဲ့အစည်းအဝေးမှာလည်း Trump ကိုယ်တိုင်ကသူရဲ့မဟာမိတ်အဖွဲ့ယူရိုပရင်းကိုတကယ်ဆိုးပါတယ်။ဒါတွေအားလုံးကိုကျွန်တော်ကြည်တော်မှာဖြစ်တဲ့ပြီးတော့ ဇလန်စကီနဲ့တွေ့ဆုံပွဲမှာလည်းကျွန်တော်ဗီဒီယိုပြပေးမှာပဲကြည့်ပြီးမှဆွေးနွေးကြည့်အောင်ပါဇလန်စကီကတော့300 and more than 300 km ပေါ့နော်ရုရှားတင်းမိသားနေမြေကိုကျွန်တော်တို့ပြန်သိမ်းနိုင်တယ်ဆိုမှပြောထားပါတယ်ဆိုဇလန်စကီကလည်းဒီတကယ်လို့များ US နဲ့ NATO ကကောင်းကောင်းမွန်မွန်ကူညီထောက်ပံ့မယ်ဆိုရင်တော့ကျွန်တော်တို့ပြန်သိမ်းနိုင်ချေရှိတယ်ဆိုမှတော့ပြောထားပါတယ်အဲ့ဒါကျွန်တော်တို့

After their talks, Mr. Zelensky suggested what the US president had said amounted to a significant shift. Today, we had a good conversation with President Trump, and I think he understands for today that we can't just swap territories. It's not fair. so, Zelensky got kuna Estonia ye li pai tema Russia li impian dan kesa ma Trump gu me နေတူဖွဲ့ရင်ကအဲ့ဒီလေရင်ကိုပစ်ချတင်တလားဆိုမှမေးခဲ့တယ်ထရမ့်ကတော့ပစ်ချတင်တာပေါ့ဆိုမှပြောပါတယ်အခုဇလန်စကီကိုဒီ ABC လာ Fox တင်ကသူ့ကိုဒီ interview ပြန်မေးတယ်ပေါ့တော့အခုဇလန်စကီကပြောလဲဆိုတော့အခုကတော့တဲ့ Donald Trump ကကောင်းကောင်းလေးနားလေပုံပေါက်တယ်တဲ့ကျွန်တော်တို့ကနေမေလေးလေချင်းဆိုတဲ့တတ်တက်ယုံနဲ့မဖြစ်နိုင်ဘူးပေါ့ဇလန်စကီကပြောလာတယ်နေမေအလေးလေလှုပ်ယုံနဲ့မဖြစ်နိုင်ဘူးဆိုပြောလာတယ် ပထမမှာတော့ Trump ကဒီနေမအလေးလေကိစ္စကိုသူကဘယ်လိုအစုပြုခဲ့တာကို like swapping land ပေါ့ Trump ကပြောခဲ့ဖို့တော့မမင်းနဲ့နော်လွန်ခဲ့တဲ့တလအခရေကနဲ့ Putin နဲ့တွေ့ဆုံပွဲကလည်းတော့ Trump ကအဲ့လိုပြောခဲ့တာအဲ့လို swapping land လို့မှာ Ukraine နဲ့ Russia ရဲ့ချာကတိတ်ဆိတ်ငင်သက်သွားမယ်ငင်းချင်လို့နိုင်မလို့ Trump ကထင်ထားခဲ့တာဒါပေမဲ့အခုက Putin ရဲ့လို့ရတဲ့ကြီးတဲ့ခါမှာ Donald Trump ကလည်း UN မှာပြောလာတယ် ပူတင်ကတော့တိုးလေးခေါင်းပါတယ်တဲ့ကျွန်တော်တို့မိတ်ဆွေဖြစ်တဲ့ချင်းကိုငှက်ပြီးမှပေါ့ငှက်ညာပြီးမှဒီကိစ္စအကြီးကိုရက်တက်နိုင်မလို့ကျွန်တော်မျိုးလင်းထားခဲ့တာတဲ့ဒါပေမဲ့မမျိုးလင်းထားသလိုမဟုတ်ဘဲနဲ့တတော်လေးကိုကြားသွားပြီပူတင်ကလည်းတတော်လေးကောင်းပါတယ်ဆိုပြောလာတယ်အခုက Trump က UK နဲ့ Russia အကြား land swapping နေမယ့်လေးလေးကိစ္စကိုတိတ်အာယုံမဆိုင်တော့ဘူး UK ရင်းကိုပဲကောင်းကောင်းမွန်မွန်ထောက်ပံ့ရုရှားရဲ့နေမျိုးကိုပြန်သိမ်းအဲ့လိုမျိုး Trump က စိတ်သဘောထားပြောင်းလဲလာတယ်ပေါ့နော် It's not the real economy. So you think his position has changed? Yes, I think so. Mm. And God bless it. I, I really count on this. It was five weeks ago that Donald Trump so, announced. Zelensky ko rai ka le. Chin ne Donald Trump ye ane cha ka pyaung le taw bi lo chin chin ba le. A di a lu be phit bi ya se lo be myo le ne so ma Zelensky ka lo pyo ne le. Okay. Trump ka UN ma ba pyo khle chi chi aw na thong chi aw. Inexcusably, yeah. even NATO countries have not cut off much Russian energy and Russian energy products, which, as you know, I found out about two weeks ago and I wasn't happy. Think of it. They're funding the war against themselves. They're funding the wars against themselves. There. UN ma tawbi ma ne tu ku Trump ka so da. Me no ko rai ni this yin ni we ခမရောကိုခမရောစန့်ကြည့်အောင်ဝေခဲ့တာတဲ့เนาะ to against themselves မင်းတို့ကိုမင်းတို့စန့်ကြည့်အောင်ရုရှားထံရုရှားထံကနေပဲသစီဝေထားတာတဲ့ဆိုတော့နေတူဖွဲ့တွင်ယူရိုပဖွဲ့တွင်ကရုရှားထံကနေဂျင်းနန်ဝေတာရက်တက်သွားလို့ရှိရင်တဲ့ကျွန်တော်တို့ US ဖက်ကလည်းရုရှားပေါ်မှာဒုတိယ sanction လို့ဖူးရေဒုတိယ tariff လို့ဖူးရေအဆင့်တန်ရေဒီပဲတဲ့ကျွန်တော်တို့ကအချက်ချင်းလို့ဖူးရေဒီစ်ဖြစ်နေပြီတဲ့ ဒါပေမဲ့ခမရောယူရိုဖက်ကသာရေဒီမဖြစ်သေးတာတဲ့ခမရောနေတူးဖက်ဝင်ကသာရေဒီမဖြစ်သေးတာတဲ့မင်းတို့ကဒီကိစ္စကိုရက်တမှပဲယူကရိန်းဘက်မှကောင်းကောင်းမွန်မွန်စပော့ပေးမှပဲရုရှားနဲ့ယူကရိန်းစစ်ပွဲကမြန်မြန်ဆန်ဆန်ရက်တော့မှဆုံးမချမ်းတော့ပြောထားပါတယ် Who the hell ever heard of that one <laughs> In the event that Russia is not ready to make a deal to end the war then the United States is fully prepared to impose a very strong round of powerful tariffs, which would stop the bloodshed, I believe, very quickly. But for those tariffs to be effective, European nations, all of you are gathered here right now, would have to join us in adopting the exact same measures. Mm. ဆိုတော့ Trump ကပြောနေတယ်မင်းတို့ဒီမှာရှိနေတဲ့ European အလုံးကျွန်တော်တို့ဘက်ကလည်း Russia ကိုချပူစင်တင်ဖြစ်ပါတယ် tariff ဒီအခွင့်အရေးကိုကောင်းကောင်းလေးကျွန်တော်တို့ကအသုံးချမယ်ဆိုတော့ရုရှားကြီးကရက်တက်တော့မှာပါတဲ့ဒါမှမင်းတို့အားလုံးအစ်တင်ဖြစ်နေပြီလား US နဲ့ပူပေါင်းဖို့စဉ်တင်ဖြစ်နေပြီလားတဲ့အဲ့ဒါမှကျွန်တော်တို့ကထိရောက်မှုရှိမှာတဲ့ဒါမှမဟုတ်မဟုတ်ဘူးဆိုတော့ယူရိုပတချို့ကဟိုနဲ့ရုရှားထံမှာတစီဝေးလိုက်ဒီဖက်ကဝေးလိုက်ဆိုတော့မင်းတို့ကရုရှားကိုခုလိုမျိုးပေါ့စစ်တိုက်ပွဲအတွက်ဘယ်လိုပြောမလဲ funding ပေးတယ်လို့မျိုးဖြစ်နေတယ်။ရပုံငွေပေးတယ်လို့မျိုးဖြစ်နေတယ်ဆိုတော့ Trump ကတော့ပြောလာပါတယ်။ အဲ့တခြားလောက်ပြောင်းမယ်ဇယ်လန်စကီနဲ့တွေ့ဆုံပွဲက Trump နဲ့ဇယ်လန်စကီကဘာလို့ဆွေးနွေးခဲ့လဲကြီးကြီးအောင Now, meeting with, we're going to start a meeting with the president, who we all know very well. He's a great man and he's putting up one hell of a fight and we'll see how that all turns out. But we're going to have a meeting, and uh, we have about 30 meetings scheduled today. We have a lot of meetings scheduled today, going pretty late into the night. Uh, but this is an important one, and we uh, we have great respect for the fight that Ukraine is putting up. It's pretty amazing, actually. So, Mr. Uh, President, please. Thank you so much. So, uh, the UN. 是卡表表那白马，上面的泽连斯基讲。 对，是不一回事的，对吧？那么，特朗普啊，泽连斯基，普京，天津的讲，都代表部分的，都也代表部分的，代表他们的国家，都着力天津的啥，谁干的讲，我表示好吧。Thank you, p r e s i d n t Smithing. Thank you for your personal efforts to stop this war just now, Mr. President. And I have to say that just now our first ladies, first ladies of Ukraine, first ladies of the United States, just now we have a meeting about Ukrainian children. Thank you. formula ပထမမှာတော့သူကကျေးဇူးတင်ကြောင်းပြောခဲ့တယ်ကွာဒီစီပိုရတဲ့ဖွေရတဲ့တော့တော့ Trump ကိုရေးကူတာကဝင်ပါပေးတာရေသူမင်းမကလည်းဝင်ပါပေးတာရေကျေးဇူးတင်ကြောင်းပြောပြောပြောခဲ့ပါတယ် This is very important. I will uh, brief Mr. President and his team what's going on on the battlefield. They have good good news. So uh, now, ma, be Zelensky, ka bo no Trump ne, Donald Trump team sima briefing lo me bo. အချင်းချုပ်ပါလို့ဖိခဲ့လို့ဆိုရှင်းပြပေးမယ်တဲ့ဒါပေမဲ့အခုကျွန်တော်တို့တရင်ကောင်းရှိတယ် UK ဘက်မှာတရင်ကောင်းရှိတယ်ပေါ့ဗျာ with your how just ဘာဘာဖြစ်ဖြစ်ကျွန်တော်တို့ကာဒီစစ်ပွဲကြီးကတော့ရက်တက်ဆက်ချင်တယ်ဒိုနယ်ထရမ့်ရဲ့အကူအညီအဖြစ်ရဲ့နေတူရဲ့အကူအညီအဖြစ်ပဲချက်ချင်းဒီစစ်ပွဲကြီးကရက်တက်ဆက်ချင်တယ်ဆိုပြောလာပါတယ်360 km 360 km UK နဲ့တက်တာက ပရုရှားရဲ့လက်ထေကနဲ့ပြန်သိမ်းယူတယ်360 kilometers အဲ့ဒါကနင်းနေတော့ကျေတယ်ပေါ့အဲ့လိုအထိများလာတော့မဟုတ်ဘူးနင်းနေတော့ကျေတယ်ပေါ့ဗျာ finish the work ဒါဒါကတပိုင်းပေါ့ဒါမဲ့တစ်ဖက်မှာလည်းဒီစပွေးကြီးကိုဘလူနီနဲ့ဆုံးသက်မှာလည်းဆိုရဲကိစ္စကိုလည်းကျွန်တော်တို့ဆွေးနွေးမှာပါဆိုပြောတယ် security guarantee ရေလောက်ချုံရေအမခချက်ရေဂျန်နဲ့ ဆွေးနွေးတာအများကြီးရှိသေးတယ်ပေါ့နော် Thank you Would you like to say how you are doing on the battlefield Yeah yeah yeah, yeah. ဆိုတော့ဒီတိုက်ပွဲမေပြင်းတိုက်ပွဲမှာခင်ဗျားတို့အခြေအနေဘယ်လောက်ထိဖြစ်နေပြီလဲပြောပြလို့ရမလားဆိုတော့ချက်ကတော့မင်းနေတယ်ပေါ့ We thanks to our soldiers and to possibility to furl the program on NATO countries, by, by the way, thanks to your support, mm -hmm. that they can buy uh, weapons from the United States. So our soldiers in these months, they, they occupied the 360 kilometers. And 360 kilometers, but to go, NATO appointed in Yekung, Chapandale Pare, the Chocolate Pare. So တို့တို့ Trump မြေကူရေးကိုတော့ပါဝင်တဲ့ကိစ္စလေးပါတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ Trump ကလက်နက်တွေကို NATO မှာရောင်းတယ်။ NATO ကလည်းတစင်း ယူကရိန်းကိုပို့တယ်ပေါ့နော်အဲ့လိုမျိုး they encircled 1000 soldiers and of course of course we want to exchange because we need 1000 soldier russia ရဲ့တပ်သား1000ကျော်ကိုသူက cycle လုပ်တယ်ခု ukraine တပ်သားတွေကတစ်ဖက်မှာလည်းသူတို့ russia ကဗာလဲစစ်တုံးပန်းပေါ့နော်စစ်တုံးပန်းတွေကိုဖလေဖူးသူတို့ကလုပ်နေတယ် ukraine ဘက်ကလည်း russia တပ်သားတွေကိုထောင်ထဲချပြီးမှအထိန်းသိမ်းထားတယ်ရှိတယ် russia ကလည်း ukraine တပ်သားတွေကိုထောင်ထဲချပြီးမှ ထိန်းသိမ်းထားတာရှိတယ်ဆိုတော့အဲ့ဒီဒီစစ်တုံးပန်းတွေကိုအချင်းချင်းခဲနေဖူးတော့သူတို့ကလို့ဖူးစီစဉ်ထားတယ်ပေါ့နော် But thanks, thanks to our soldiers, we have this possibility, this opportunity, and we will continue until Russia will stop this war. So, so Chunroka, a kun yeshi de, lo nai che shi de, Russia pe ka mye mchin Chunroka selepi yen yetapu အလားလားရှိတယ်ဆိုပြောလာတယ်ပေါ့နော်စတိုက်ပြီးမှရာရရှာစစ်ကိုရက်နိုင်အောင်လို့ပူလာလားရှိတယ်ဆိုပြောလာပါတယ် so တော့အခုလက်ရှိအခြေအနေမှာပေါ့နော် economy ရဲ့ Russia ရဲ့ economy ကလည်းတိတ်ကောင်းတာမဟုတ်တော့ဘူးကွာအဲ့ဒီတည်းမှာသူတို့ဘက်ကလည်း pressure ပေးနေမယ်ဆိုရင်သူတို့ဘက်ကလည်းတကယ်ချနေမယ်ဆိုရင်တော့ Russia ကတဖြည်းဖြည်းနဲ့နှုတ်ဆုတ်မှာပဲ အခုကရုရှားအခြေအနေကအာနေလာတယ်တော်တော်လေးအာနေလာတယ်စစ်တိုက်မှုဆိုတာကငွေအများကြီးရှိမှဖက်ဆန်အများကြီးရှိမှဒါအစ်ကတိုက်လို့ရတယ်ကွာအခုကရုရှား economy ကတော်တော်လေးနဲ့ကျအစင်းလာတဲ့အတွက်ကြောင့်သူကအရင်တုန်းအရင်တုန်းကလိုမျိုးဟိုချတိချမလုပ်နိုင်တော့ဘူးကွာအရင်တုန်းကလိုမျိုးကြိုက်တယ်လို့ဘုံကျေလို့မရတော့ဘူးအရင်တုန်းကလိုမျိုးကြိုက်တယ်လို့ rocket ပြလို့မရတော့ဘူးကွာဒါတွေအားလုံးကဖက်ဆန် rocket တစ်လုံးနဲ့ပစ်တာနဲ့နှလုံးနဲ့ပစ်တာနဲ့ ဒေါ်လာတန်းနဲ့ချီပြီးမှသူတို့ကရှုံးရှုံးရတာဆိုတော့တစ်ဖက်မှာလည်းရုရှားရဲ့ economy ကတော်တော်လေးကိုဘယ်လိုပြောမလဲကျဆင်းလာတယ်အဲတစ်ဖက်မှာ UK ရင်းဖက်ကလည်း NATO အကူအညီထောက်ပံ့ရင် US ရဲ့အကူအညီထောက်ပံ့ရင်းကြောင့်ရင်သူတို့က energy drink လိုမျိုးပေါ့တော့အာအင်အားတွေတောင့်တင်းလာတယ်တပြည်ပြည်လေးနဲ့ဆိုတော့ရုရှားကို push back ပြန်လုပ်လာတာပေါ့အဲ့ဒါကြောင့်လည်းရုရှားကအရင်ဆုံးတင်းထားတဲ့နေမီအခုတော့သူပြောတယ်300 360ကီလိုမီတာ360ကီလိုမီတာပတ်ဝန်းကျင်ကိုယူကရိန်းတပ်သားတွေကပရုရှားလက်ထဲကနေပြန်သိမ်းယူနိုင်တယ်လို့ပြောပြောထားတယ်ပေါ့နော်အဲဆက်လက်ပြကြည့်အောင်ဟုတ်လား။ဟုတ် Oh, with this during this war we need more pressure and more sanctions and i hope with now man ဒီကိစ္စနဲ့တော့မလုံလောက်သေးဘူးပေါ့နော်ကျွန်တော်တို့ကရုရှားပေါ်မှာ more pressure ဖြစ်ရများများပေးဖို့လိုတယ်စီးပွားရေးပေးစုမှုများများပေးဖို့လိုသေးတယ်ဆိုမှပြောပြောထားပါတယ် state and the Europe, but, but uh, we support, Mr. President, sure. your idea, and I want to discuss it, how to stop some conference for Europe to stop that. So Donald Trump me idea ko ro tin ro ko amen a pe ni de de. Ba phlo so Europe to chu lu lu ga to chu ko dai ga Russia thai ga na ye that season that season ni ko we tha ke da ko. So you caring ka le a ko tbo cha de bon no. Hout de. ကျွန်တော်တို့ယူရိုပက Russia ထိုင်ကနေ the sea way တွေကိုရက်တက်ဖို့အချိန်တန်ပြီးလို့ပြောလာတယ်ပေါ့နော်အဲ့ဒီအတွက်လည်းသူတို့ကကျူစားနေတယ် Yes I have a conversation by the way with a president of Slovakia. Slovakia tamranele တွေ့ဆုံပွဲလုပ်နေတယ်ပြုဖို့လုပ်နေတယ် they need some alternative ways they will support this idea ဆိုတော့သူတို့ Europe ကလည်းသူတို့ကရွေးချယ်စရာလမ်းတစ်ခုတော့လိုအပ်နေစေဖြစ်တယ် Russia ထံကလည်း the Syria မဝင်နိုင်ဘူးဆိုရင်ဘယ်နိုင်ငံကနေဝင်မှာလဲ US ကနေဝင်မှာလားဘယ်သူစီကနေဝင်မှာလဲပေါ့နော် They were thinking is future Thank you very much. Thank you. Any questions? President? Do you think that NATO countries should shoot down Russian aircraft if they enter their airspace? Yes, I do. Uh, uh, I'll let you know about a month from now. Okay. I just wanted to provide Ukraine with a security guarantee service and with European. Well, that's later down the road. We'll be talking about that. Okay? Uh, you know တင်ပြဆွေးနွေးပြီးသားကိစ္စတစ်ခုထည့်မှာပါနေတယ်ပထမကတော့ဗာလဲဆိုတော့ရုရှားရဲ့တိုက်လေရင်နေတူးပိုင်တဲ့ဒေမှာဝင်နေဆိုတော့ပစ်ချတင်တလားဘလူးချင်းလဲဆိုမှမင်းနေထရမ့်ကတော့အာလုံးဝပစ်ချတင်တာပေါ့ဆိုမှပြောထားပါတယ်ဆိုတော့ပူတင်ကိုအခုအချိန်နေချီယုံကြည်နေစေလားဆိုမှဒုတိယမေခွန်းကဖြစ်ပါတယ်ထရမ့်ကတော့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးမှတလားလောက်မှတလားအချိန်ကြာပြီးစောင့်ပေးပါတယ်တလားမှပဲအဖြစ်ပေးမယ်ဆိုမှပြောထားပါတယ် တာရကတော့ဗာလဲဆိုတော့လုံခြုံရမခချက်ကိစ္စဘလူးဘလူးစစ်စင်စီမံခန့်ခွဲမှလဲဆိုမှမင်းနေတယ်အဲ့ဒါကတော့ကျွန်တော်အခုလက်ရှိခြေထဲမှာဆွေးနွေးနေတဲ့ကိစ္စဖြစ်နေတယ်ဆိုမှချက်ကတော့ပြန်ဖြစ်ပါတယ်အဲ့တော့တစ်ချက်တော့ကြည့်ရအောင်နော် Uh, we'll be in a position to talk about that A little bit later on, so it's a little bit too early to answer that question. Yeah, go ahead. Both of you. President, Trump, your message to President Orban, who's refusing to stop buying Russian oil? Well, he's a friend of mine. I have not spoken to him, but I have a feeling if I did, he might stop. What progress do you think has been made on ending Russia's war against Ukraine since the last time you saw President Orban? Well, the biggest progress is that the Russian economy is terrible right now, it's, as you know, it's crashing. And uh, that frankly, Ukraine is doing a very good job of stopping this very large army. It's pretty amazing. You know, this is a war that should have ended in three days, four days. People said it was going to be very quick, and you got to hand it to the Ukrainian soldiers, everybody involved. It's still going on, and that's yeah, you know, that's not a good thing for Russia. This was supposed to be quick, and so. So no, strong up, you know, but I'm making it. the ရုရှားနဲ့ယူကရိန်းရဲ့ပြည်ပခမှာဘာတူတက်ပြောင်းလဲတာရှိတယ်ဆိုမှမင်းနေထရမ့်ကအတူတက်ပြောင်းလဲတာကရုရှားရဲ့ economy စီးပွားရေးကြီးကတဟုံကျဆင်းလာတယ်အဲ့ဒါအတူတက်ပြောင်းလဲတာတဲ့အရင်တုန်းကလူတွေကထင်ထားခဲ့တာတဲ့ရုရှားကယူကရိန်းကိုချတော့မယ်ဆိုပြီးမှဒါကတော့တရက်နဲ့သုံးရက်လောက်ပဲကြာမယ်ဆိုပြီးမှထင်ခဲ့ကြတာတဲ့အခုကြည့်ပါတဲ့ယူကရိန်းတပ်သားတွေကကောင်းကောင်းလေးကိုခုခံပြီးမှရုရှားကိုတိုက်နိုင်ခဲ့တာတဲ့ ဒါကရုရှားအတွက်တတော်လေးရုပ်ဆူးစေတယ်တဲ့ဘာဖြစ်လို့လဲဆိုတော့လူနိုင်ငံတကာကြီးကလူတိုင်းကရုရှားကြီးကလုံးဝမိုက်တယ်ကွာလုံးဝအင်အားကြီးလို့နေ UK ရင်းကတော့တစ်ချက်လောက်အဲအဲ့လိုလို့အဲအဲ့လိုလို့ယုံလင်းနေ UK ရင်းကတော့ပြူလေးပြပြူလေးကြဆုံးနိုင်လို့ထင်ခဲ့ကြတာကိုအခုကရုရှားအဲ့ဒီရုရှားက UK ရင်းကိုတိုက်တာ3လတောင်ကျုံနေပြီကွာဒါကရုရှားအတွက်ကိုလုံးဝကိုပုံရိပ်ဆူးစေတယ်နော် ရုရှားကတော်တော်လေးစူးအောင်ပုံဖော်သွားတာပဲတဲ့ရုရှားကဘာမှမဟုတ်ဘူးပဲနော်ဘာမှမတက်နိုင်ဘူးပဲစူတဲ့ဥစ္စာမျိုးပေါ့ရုရှားထွက်တာကကြည့်စရာတိတ်ကောင်းတာမဟုတ်ဘူးဆိုမှထရမ်ကတော့ပြောနေတယ်စစ်ပွဲမှာစစ်ပွဲမှာအ30အတိကျလားလုံးဝ30အတိကျပေါ့ကွာဘောနောက်မှပဲဆွေးနွေးကြအောင်တစ်ချက်တော့ပြပြပြီးမှပဲနောက်မှဆွေးနွေးမယ်နော်ဒီကိစ္စကကဲနောက်ထောင်ရှင်းအောင် you know, Russia doesn't look very distinguished having taken three and a half years now, right? So about yeah, three and a half years of very hard fighting. And it looks like it's not going to end for a long time. Mr. President, <laughs> I've um, been briefed on the uh, latest alleged drone versions in Denmark. Um, what do you think of that? And where? Where are they? Denmark. Copenhagen. Uh, Denmark is saying that uh, there, are there are some drones. But we're going to find out very soon. Sir. Sure. Would you back up NATO allies? You said that you thought that they should shoot down uh, the air Russian right air truck. Would you back them up? Would the United States help them out in some way? Depends on the circumstance, but you know we're very strong toward NATO. NATO stepped up. You know when they went from two percent to five percent, uh, that was great unity. Uh, treat. Oh. ဆိုတော့ Trump ကပြောခဲ့တယ်ဆိုတော့ခုနကမေခွန်းကတကယ်လို့များပေါ့ နေတူးနဲ့ရုရှားကြားကပြတ်နာဖြစ်နေမယ်ဆိုတော့ထရမ့်အနေနဲ့ထရမ့်အနေနဲ့နေတူးကို back up လုပ်မှလာအကူငီပေးမှလာဆိုမှမင်းနေတယ်ထရမ့်ကတော့အခြေအနေကိုကြည့်ပြီးမှပဲကျွန်တော်တို့ကဒါကလုပ်မယ်တဲ့ဒါမဲ့ကျွန်တော်တို့နေတူးဖက်မှာယက်တီတာက yes <laughs> strong ဖြစ်တယ်တဲ့အရင်တော့ကနေတူးရဲ့အစီရဲ့အရာပေါ့ဒီစီရဲ့အရာ GDP က2.5လောက်ပဲဖြစ်တယ်အခုက90ရာခိုင်နှုန်းအခုက90ရာခိုင်နှုန်းနေတူးဖက်က ငွေကြေးတွေထောက်ပတ်လာတယ်ငွေကြေးထုတ်လာကြတယ်ဆိုတော့အရင်တုန်းကလိုမျိုး နေတုကတက်အားနေတာမဟုတ်တော့ဘူးတော်တော်လေးကိုအားကြီးလာတယ် military budget များလာတယ်ပေါ့နော်အဲ့ကိစ္စကိုမင်းနေတာဆိုတော့အခုလိုမျိုး Trump နဲ့ Zelensky တွေ့ဆုံပွဲကိုကြီးစုသူအနေနဲ့ကြည့်နေမယ်ဆိုတော့ Donald Trump ရဲ့စနစ်တဘောထားကကြီးကြီးမားမားပြောင်းလဲသွားတာကိုကျွန်တော်တို့တွေ့ခဲ့ရတယ်ပေါ့နော်ဒီမှာ comment လေးကစစ်ပွဲမှာစစ်အုံစေးများကအတိကျလားတဲ့ လုံးဝပဲစစ်ပွဲမှာအတုံးစရိတ်မရှိဘူးဆိုရင်တော့ဘေးစစ်ပွဲမှာနိုင်လို့မရဘူးအဲ့ဒါကြောင့်ကမ္ဘာမှာချမ်းသာတဲ့နိုင်ငံတွေကပဲစစ်ပွဲကတိုက်နိုင်တာအစီရေကအွန်လိုင်းအွန်လိုင်းခေအနိုင်ရရှိခဲ့တာစဉ်းစားကြည့်ကွာမင်းတန့်တန့်လို့ဆိုတာကအဲ့ဒီတစ်ခုမှဒေါ်လာတိန့်နဲ့ချီပြီးမှရှိတာကွာတိုက်လေရင်ဒေါ်လာတန်းနဲ့ချီပြီးမှရှိတာကွာသူတို့ဘုံချေးတယ်ဆိုတာကဒေါ်လာထောင်နဲ့ချီပြီးမှရှိတယ်တပုံလေးမှာ rocket pit mesh အဲ့ဒီ rocket ကဒေါ်လာ9000ရှိတယ်တစ်ခုလောက်မှာပေါ့နော်ငါတင်းကနေ9000ရှိတယ် rocket 900 600ခမရကအတုံးနေမယ်ဆိုရင်ဒေါ်လာတန်းနဲ့ချီမှကြာရှုံးရတယ်ကွာရှုံး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 ရတယ်ကွာအခုရရှာရဲ့စစ်ပွဲကြီးမှာဘလောက်ထိတော့သူ့ရဲ့ tank တွေကိုကြာရှုံးနေပြီလက်သူ့ရဲ့တိုက်လေယာဉ်တွေကိုသူ့ရဲ့စစ်သားတွေကိုသူ့ရဲ့ rocket တွေကို အများကြီးกว่าဖတ်ဆန်နဲ့တွေ့မှာဆိုဘီလီယံဘီလီယံချီဖတ်ဆန်ကုန်ခဲ့ရတာကွာတစ်ဖက်မှာလည်းအဲ့ဒီစစ်ပွဲတိုက်ဖို့ဆိုတော့ငွေရှိမှစစ်ပွဲရေးအားကောင်းမှပဲစင်အားကအားကောင်းလို့ရတယ်တစ်ဖက်မှာအခုကရုရှားကသူ့ရဲ့စစ်ပွဲရေး economy ကအကျအဆင်းလာတဲ့အတွက်ကြောင့်သူ့ရဲ့တိုက်ပွဲမှာသူ့ရဲ့အစ်အားတောက်ထင်းစီဘုကတဖြည်းဖြည်းနဲ့ခက်လာတယ်ကွာအဲ့ဒါကြောင့်စစ်ပွဲမှာ အတုံးစေကအတိအဓိကလားအတိကြလားတဲ့လုံးဝအဓိကပဲလုံးဝအတိကြပဲဒါကျွန်တော်တို့မြန်မာနိုင်ငံရဲ့တုံ့ပြန်ရေးမှအဲ့လိုပဲဖက်စာမရှိဘူးငွေမရှိဘူးဆိုတော့ဘေဂျီဆန်နဲ့စစ်ကောင်စီကိုတိုက်မှာလဲမဟုတ်ဘူးလားလက်နက်ကြီးမရှိဘူးဆိုတော့ဘေနဲ့ဘေလက်နက်နဲ့စစ်ကောင်စီရဲ့တိုက်လေရင်ကိုပစ်မှာလဲဆိုတော့လူဝင်ကတောင့်တင်းဖို့ဆိုတာထက်လက်နက်အင်အားရဲ့ technology ရဲ့ ဆေးဝါဖူဆေးဝါရဲ့အစားအစာရဲ့လုံလုံလောက်လောက်ရှိမှကောင်းကောင်းမွန်မွန်ရှိမှသာစပွေးကြီးကနိုင်လို့ရတာကွာဆိုတော့ yes is very very important ဖြစ်နေတယ်ဆိုတော့ရုရှားရုရှားကအခု Trump ပြောတဲ့အရာဆိုတော့အခုလက်ရှိမှာ progress လုံးဝကြီးမားတဲ့ပြောင်းလဲမှုတစ်ခုကပါလဲဆိုတော့ Russia economy ကကျဆုံးတာပဲ Russia economy economy က collapsing ဖြစ်နေမယ်ဆိုရင်တော့ သူလေးစစ်ပွဲကအချရှုံးပါပဲ is the same is practically the same အတူတူပဲဆိုတော့အကြောင်းဆောင်ကပြောနေတာမင်းတို့ရုရှားကိုစစ်ပွဲရှုံးစေခြင်းတယ်လို့မြင်ချင်တယ်ဆိုရင်ယူရိုကူတိုင်းကရုရှားကိုစစ်ပွဲပေးစုမှုလုပ်ကြ sanction လုပ်ကြပြီးတော့ရုရှားထံကလည်းရေနံဝေဒါမျိုးကိုရက်ရက်တက်ကြဘာဖြစ်လို့လဲဆိုရုရှားကသူ့ရဲ့စစ်တပ်ပွဲမှာငွေလူခဲ့တာ ဲ့ဒီငွေကဘယ်ရတယ်ရတယ်တိလားယူရိုပထံကရတာပါယူရိုပကသူ့စီမှာသွားပြီးမှ the city way အဲ့ဒီဝေနဲ့အဲ့ဒီဝေရဲ့ဖဆာနဲ့စစ်ကိုပြန်တိုက်အဲ့ဒါကြောင့်ချက်ကပြောနေတာမင်းတို့ယူရိုပကိုယ်တိုင်ကရုရှားကိုစစ်ရှုံးဆဲခြင်းနဲ့ဆိုရင်ခမရတို့ကိုယ်တိုင်ကရုရှားအပေါ်မှာဝေထားတဲ့ရင်းနာတွေ the city ကိုရက်တပ်ပါဆိုတော့ကျွန်တော်တို့ဖက်ကလည်း sanction လုပ်မယ်ခမရတို့ဖက်ကလည်း sanction လုပ်မယ် အဲ့လူနီးနဲ့ရုရှားကိုထိန်းချုပ်မယ်ဆိုတော့ရုရှားကဒီစစ်ပွဲကြီးကိုရပ်မှာပဲမရရင်တော့မှနိုင်မှာမဟုတ်တော့ဘူးအဲ့ဒါကြောင့်ယူရိုပကယူကရိန်းဘက်မှာအပြည့်အဝအရတီပေးနေမယ်ဆိုရင်ယူကရိန်းကရုရှားထံကနေသူတို့ရဲ့နေမျိုးတွေကိုပြန်သိမ်းနိုင်ခြေရှိတယ်ဆိုမှကျွန်တော်ယုံကြည်ထားပါတယ်ဆိုမှ Trump ကတော့ပြောထားခဲ့တယ်ပေါ့နော်အဲ့ဒါကြောင့်အရင်အရင်အရေးပါတယ်အသုံးစရိတ်ကပေါ့နော် so america america စစ်တပ်ဖြစ်ခဲ့ရင် us စစ်30ရိတ်က800ဘီလီယံလောက်ရှိတယ် america ကမပါလဲ america ကရီရှိတိုက်ရီရှိတိုက်ပွဲမှာစစ်အ30အမြအတွက်အောင်မြင်တဲ့ချိန်များလားတဲ့ဘယ် I don't know America ရဲ့စစ်30ရိတ်ကကျွန်တော်မေ့သွားပြီအရင်တော့ကျွန်တော်ဖတ်ဖူးတယ်ပေါ့နော်ဆို America ကစစ်ပွဲတိုက်နေမယ်ဆိုတော့သူ့မှာ budget ကောင်းကောင်းလေးရှိနေတယ် ဲ့ဒီ budget ရဲ့အတိုင်းအတာထဲမှာ budget အတိုင်းအတာအောက်မှာပဲသူကစစ်ပွဲတိုင်အောင်တိုက်မှာပဲဒါပေမဲ့သူ budget ကိုကျော်သွားပြီဆိုရင်အမေရိကလည်းအခက်ကြုံရမှာပဲဒါကတော့ဘယ်နိုင်ငံပဲဖြစ်ဖြစ်ပေါ့သူတို့ရဲ့တရုတ်ကလည်းဆွေးပြီးသားသူရဲ့စီးရင်အားမှာ budget ဘယ်လောက်ထားမယ်ဘယ်လောက်ထားမယ်ဆွေးပြီးသားဒါပေမဲ့သူတို့ရဲ့ budget ကျော်လို့နဲ့အတီစီပွဲတိုက်နေမယ်ဆိုတော့နိုင်ငံရဲ့ economy ကိုထိမှာပဲ။ တနည်းပြောတနည်းအားဖြင့်ပြောရမယ်ဆိုတော့ကျွန်တော်တို့ကကွာအကြီးသွားဖို့ဖက်ဆန်စုနေတယ်။ဒါကမိသားစုမိသားစုတုံးနေတယ်ဖက်ဆန်ကွာ။ဒါမှခကြီးသွားတဲ့ခါကျတော့ကျွန်တော်တို့စုထားတဲ့ဖက်ဆန်ကိုကုန်ပြီးမှမိသားစုအတွက်စုထားတဲ့ဖက်ဆန်ကိုပြန်တုံးမယ်ပြန်ယူမယ်ဆိုတော့ကျွန်တော်တို့မိသားစုပဲဒုက္ခရောက်မှာပဲ။မိသားဖို့အစာရင်တောက်ရဲအတွက်ဒုက္ခရောက်မှာပဲ။အဲ့လိုပဲသူတို့ကလည်း military တို့ budget ဆွဲထားတာရှိတယ်။အဲ့ဒီ budget ထက်ကျော်လွန်ပြီးမှအစ်ပွေတိုက်နေမယ်ဆိုတော့ အဲ့ဒီမိသားစုအတွက်သုံးသုံးရမယ်စိတ်ကိုပြန်ပြန်သုံးရမှာပဲဒါဆိုလို့တော့ဆုံးမဘူးသူဒုက္ခရောက်လဲမိသားစုဘယ်ဒုက္ခရောက်လဲအဲ့ဒီနိုင်ငံဘယ်ဒုက္ခရောက်တာ so practically ဒါကလည်း same ဖြစ်နေတယ်ပေါ့နော်အဲ့တချက်တော့ဒီ macro robio နဲ့ trump ပြောတဲ့ဥစ္စာလေးကိုကျွန်တော်ပြမယ်ပေါ့နော်ဘာကြောင့် Well, I have to say that I'm on the side of Israel. I've been on the side of Israel. Okay. Not that I mean, it was not a decision okay. we're going to want it to end. But you always have to remember, people forget. Marco, I was always saying the last hostages are going to be the. Okay, let's start on the guitar. Pintitka, manengya, pintitka, balasro. Palestine ကိုနိုင်ငံအဖြစ်နဲ့အတိမကျင်ရခဲ့တာနော် UK ကလည်းကျင်ရခဲ့တယ် Australia ကလည်းကျင်ရခဲ့တယ်ပြီးတော့ ကနေဒါကလည်းချိန်ရခဲ့တယ်ကနေဒါနဲ့ US ရဲ့ဆက်ဆံရေးကတော်တော်လေးဆူးနေပြီပေါ့အခုဆိုတော့သူတို့တွေ့တော့မတွေ့ဘူးအဲ့လိုအထိအနေထားဖြစ်လာတယ်အခုမနေ့ကအဲ့ဒီပင်တိတမရနဲ့ဒေါ်နယ်ထရမ့်ကလောဝမျက်နှာချင်းဆိုင်စကားပြောခဲ့တယ်အဲ့ဒီမျက်နှာချင်းဆိုင်စကားပြောတဲ့ချိန်မှာမဲတယ်ပင်တိတမရအကိုပေါ့တော့ဘာကြောင့်ပါလက်စတိုင်းကိုတဲ့နိုင်ငံအဖြစ်နဲ့အတိမပြုတ်ပြီးချိန်ရခဲ့တာလို့ဆိုမေးကြတယ်ပင်တိရဲ့တမရကဟောဘာလို့ဖြစ်ခဲ့လဲ ဒေါ်နယ်ထရမ့်ကဘာလို့ PK လဲဆိုတော့တော်တော်လေးစေဝန်စားစရာကောင်းတာတခုရှိတယ်ကျွန်တော်ပြမယ်ပေါ့နော်ဆိုတော့အမေရိကရဲ့ဘတ်ဂျက်က850ဘီလီယံဘာတဲ့ဖြစ်မှာပါဆိုတော့တနည်းတနည်းကိုစစ်30ရိတ်ပေါ့နော်ဖြစ်မှာပါအဲ့ဆိုကျွန်တော်ခုနောက်ပိုင်းအဲ့ဒီသူတို့ရဲ့30ရာမတိတော့ဘူးအရင်တော့ဖတ်ဖူးတယ်โอเคတချက်လောက်ပင်တစ်နဲ့ထရမ့်ရဲ့ဒါကောင်းတယ်ကောင်းတယ်ခုနကကွန်မန့်မှာ ဒါကကြီးစုတူနေနေပေါ့နော်ကြီးစုတူနေနေဘူးတူတာဖြစ်နေတယ်ဘာဖြစ်လို့ comment မဘလို့ရေးကြခဲ့လဲဆိုတော့အမေရိကရဲ့စစ်တုံးစရိတ်ကတဲ့တနစ်မှာ855 billion ဘာတဲ့ဆိုတော့ကျန်တဲ့ကြီးစုတူတူတဲ့ဘူးတူတာရဆဲတယ်ပေါ့ဗျာ comment ပေးတဲ့လူတွေလည်းကျေးဇူးတင်တယ် okay နောက်ထပ်ရှိအောင် but uh, you can honor them by Uh, doing anything like you suggest. All you can do is say, we want our hostages back. And we want we want the war to end. We're gonna want it to end. But you always have to remember, people forget October 7th was one of the most savage days in the history of the world. There's never been anything like that. We're talking about